တာယာရဲ့အချိန်ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ Happy birthday မေစုဆိုတဲ့ video file လေးတွေကိုပေးပို့ကြပြီလားလို့ပထမအဆုံးပြောချင်တယ်ပေးပို့ပြီးတဲ့သူအရောက်စီတိုင်းကိုလည်းကျေးဇူးတင်တယ်ကြွားကနေမှမြန်မာပြည်မှာရှိတဲ့ ပြည်သူတွေကိုဗီဒီယိုဖိုင်ကိုမတင်ပို့ပါနဲ့လို့ပြောလို့ရှိရင်တချို့ကျတော့အကောင့်သူနဲ့ပို့လို့ရတယ်လို့ပြောတယ်ဆိုတော့ကိုပိုင်နေဆိုလို့ရှိရင်တော့ပေးပို့ရင်လည်းပို့အဆင်ပြေပါတယ်။ဘာကြောင့်လဲဆိုတော့အခုကျမတို့ရေရွယ်ထားတာကတော့8000အထိဆိုပြမှရေရွယ်ထားတယ်။4000ကျော်သွားပြီဆိုတော့အခုကျမတို့ခုဒီနေ့16ရက်နေ့ပေါ့နော်16 18 2ရက်ခွဲကြံသေးတဲ့အတွက်ကြောင့်ကျမတို့ဆက်လက်ပြီးတော့ပို့နိုင်တဲ့သူတွေကျေးဇူးပြုပြီးမှပို့ကြပါလို့ပြောချင်တယ်။ပြီးရင်နောက်တစ်ခုကတော့ comments ရေးလို့ လို့ရှိရင်လည်းအန်ဒီရှိသလားလို့မေးတဲ့ပုံမှာကျမရဲ့တူဦးတယောက်ရဲ့အမြင်နဲ့ပြောမယ်ဆိုရင်တော့ ပြည်သူတွေအတွက်ထုတ်ထားတယ်เนาะစစ်ခွေးတွေမပါဘူးပြည်သူတွေအတွက်ထုတ်ထားတဲ့လက်တလုံးကြားဥပဒေအရဆိုလို့ရှိရင်တော့ဒီကျွတ်တော်လာရဲဒီရဲ့ post ထဲမှာ like ဒီ share ဒီ comments ဒီရေးလို့ရှင်လဲဒီတော်လာရဲကိုထောက်ခါအပ်ပေးတယ်ဆိုတော့ပုံစံဖြစ်တဲ့အတွက်ကြောင့်ဖန်းစီအရေးယူနိုင်တယ်လို့ဒီလိုမျိုးရှိတယ်ဆိုတော့အကြောင်းပြောပြချင်တယ်ပြီးနောက်တစ်ခုကတော့အမေစုရဲ့မွေးနေ့ထဲမှာဒါလည်းကျမရဲ့တူဦးတယောက်ရဲ့ခံယူချက်ဖြစ်တယ်အမေစုရဲ့မွေးနေ့ထဲမှာပန်းပန်ပြီးတော့တပိတ်မောက်တာ တွေကိုကျမတူတယောက်သေးရဲ့ခါယူချက်နဲ့ဆိုရင်တော့မလုပ်စေချင်ဘူး။ဘာကြောင့်လဲဆိုတော့စစ်ခွေးတွေကကျွတ်တို့ကပန်းကိုပန်းလိုက်တဲ့အခါမှာစစ်ခွေးတွေကဖမ်းမယ်ကိုကထောင်းရောက်သွားမယ်။ဘာမှလုပ်လို့မရတော့ဘူး။တော်လာရဲထဲမှာဆက်လက်ပြီးတော့ပါဝင်ရအောင်မှဖြစ်တဲ့အတွက်ကြောင့်အလကားနေထောင်းထဲမှာအချိန်ကုန်တာကတော့မတန်ပါဘူးလို့ကျမပြောချင်တယ်။ဘာကြောင့်ကျမဒီလိုပြောတယ်လဲဆိုတော့စစ်ခွေးတွေကတောက်ဖက်နဲ့ပန်းကိုမြင်လို့ရှင်၃ခါအောင်ကြောက်တယ်။ နော်သူတို့ကတော်လိုင်းရဲလို့ကြားလိုက်လို့ရှင်နဲ့သူတို့ရဲ့နားထဲမှာရင်နွေးပူတွေလောင်းထည့်လိုက်သလိုပဲတောက်ဖနက်နဲ့ပန်းပွင့်တွေကိုမြင်လို့ရှင်လဲသူတို့ရဲ့မျက်စိထဲမှာမြေခိုးငွေရိုက်သလိုပဲသူတို့ကစက်တယ်ခွေးတွေမကြိုက်ရအောင်ကျတော့တော်လာရဲတွေပြည်သူလူထုတွေဒရိထားကြပါလို့ကျွတ်ပြောချင်တယ် အမေစုနဲ့ပတ်သက်ပြီးတော့ပဲနောက်တစ်ပုတ်အနေနဲ့ကတော့တာနာမကြီးဥကြုံမိုးထွန်းကနေမှဒုတိယအခွင့်အရေးကဘာလုံးဆိုင်ရာအချင်းထောင်စင်ခေါ်မှုကို ဖြည့်ရှင်းခြင်းဆိုတဲ့အစီအဝေးထဲမှာကျတို့ရဲ့အတိုင်ပင်ခံတော်အောင်ဆန်းစုကြည်နဲ့တမ်ဒဥဝင်းမြင့်ကိုပြပနိုင်ငံနဲ့ဆက်ဆံတဲ့ဥစ္စာကိုပိတ်ပင်ထားတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူပြောသွားတယ်တကယ်ဆိုလို့ရှိရင်ဒီနေ့ကျတို့တော်လာရဲတွေကစစ်ခွေးတွေကိုဖက်စစ်စစ်တပ်လို့ပြောတာရဲ့တော်အောင်ဆန်းစုကြည်နဲ့တမ်ဒဥဝင်းမြင့်ကိုဖမ်းဆီးတာဟာမ တရားဖမ်းဆီးမှုဆိုတဲ့စကားကိုကျမတို့တုံးဆွဲတယ်။ဒါကစစ်ခွေးတွေဖမ်းလို့ပဲကျမတို့ကဒီစကလုံးကိုကျမတို့တုံးဆွဲတာမဟုတ်ဘူး။နော်။လွန်ခဲ့တဲ့အချိန်မှာလဲဘာကြောင့်ကျမတို့ကဖက်စစ်စစ်တက်လို့ပြောရတယ်လဲဆိုတဲ့ဥစ္စာကိုကျမရှင်းပြခဲ့ပြီ။ဆိုတော့ဒီညကကျမကဘာကြောင့်မို့ကျမတို့ကအတိုင်းပင်ခံတော်အောင်ဆန်းစုကြည်နဲ့တမ်တဦးဝင်းမြင့်ကိုမတရားဖြင့်ဖမ်းဆီးချုပ်နှောင်တယ်လို့ဘာကြောင့်ဒီစကလုံးကိုတုံးဆွဲတယ်လဲ။ဆိုတဲ့ဥစ္စာကိုကျမရှင်းပြသွားမှာဖြစ်တယ်။ဆိုတော့အခုဒီ ပြည်သူလူထုတည်အတွက်ထောက်ထားတဲ့လက်တလုံးကြား2008ဥပဒေရဲ့ပုံမှန်နေရာနဲ့33ထဲမှာပြည်ထောင်စုဝန်ကြီးတူဦးကိုစွဆွဲပစ်တင်တော့မယ်ဆိုလို့ရှိရင်တော့ပုံမှန်ရ97ခခွေအရလွတ်တော်နှစ်ခုကနေမှာ လွတ်တော်တခုခုကနေမှဒီလွတ်တော်တွေအားလုံးထဲကလေးပုံတပုံကနေမှလက်မှတ်ရဲထိုးရမယ်ဥပမာဒေါအောင်ဆန်းစုကြည်ကဒီပြစ်မှုတွေဒီပြစ်မှုတွေကျုံနေတယ်ဆိုလို့ရှိရင်တော့ဒီလွတ်တော်တွေထဲကလေးပုံတပုံကနေမှဟာဒေါအောင်ဆန်းစုကြည်ကဒီဥစ္စာတွေကိုနော်ကျူးလွန်ပါတယ်ဆိုပြီးမှသူတို့ဆိုင်းထိုးမယ်ကိုဆွဆွဲထားတဲ့ဒီဥပဒေပေါ်မှာဆိုင်းထိုးထားပြီးပြီးဒီဆိုင်းထိုးထားတဲ့ဥစ္စာကိုတက်ဆိုင်ရာလွတ်တော်အကြီးအမိုးစီကိုပြန်တင်ပြရမှာဖြစ်တယ်ပြန်တင်ပြလိုက်တဲ့အခါမှာ ာဒီပုံမှန်81ကငယ်အရာဆိုလို့ရှိရင်ဒီဆွဆွဲထားတဲ့အရာတွေကိုတော့အမတ်ဒီသုံးပုံတော့ပုံကနေသဘောတူမှတာလင်းဒီဆွဆွဲမှုကိုဆက်လက်ပြီးမှလှုပ်ဆောင်ရမှာဖြစ်တယ်ဒါပေမဲ့ ်ဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုဖမ်းဆီးသွားတဲ့အခါကမနေ့အစောကြီးပုံမှန်133ဥပဒေကိုလည်းမကျင့်သုံးတလို့ပုံမှန်87ခါခွေးနဲ့ကငယ်ကိုလည်းသူတို့မကျင့်သုံးဘူးခွေးချဘူးရဲ့ကြိုက်တဲ့အာနာနဲ့တုံးဆွေးပြီးတော့ဖန်စီသွားတာဖြစ်တယ်။ဒါကြောင့်ကျွတ်ရုတ်ကဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကို မတရားသဖြင့် ဖန်စီချုံအောင်ထားပါတယ်ဆိုတဲ့စကလုံးကိုတုံးရတယ်ဆိုတဲ့အကြောင်းပြောပြချင်တာဖြစ်တဲ့ပြီးရင်နောက်တစ်ခုကတော့လွန်ခဲ့တဲ့သတင်းထဲမှာလည်းကြွတင်ပေးခဲ့တယ်အခုဒီမင်းချမ် Black Tiger ပိုမိုက်ခဲတို့ကလည်းအခုကြွနဘေးနားမှာတင်ထားတယ် သူတို့လည်း campaign ပတ်ဆံမပြည့်သေးဘူးသူတို့ဒီလည်းလက်နက်ခဲရန်တွေအများကြီးဝယ်ဖို့ရန်အတွက်ကြီးရဲကြီးကာရဲတနတ်ရဲဝယ်ဖို့ရန်အတွက်သူတို့မှလည်းအခက်ခဲတွေရှိနေတယ်ဆိုတော့ကျတို့မြန်မာပြည်မှာရှိတဲ့အဆင်ပြေတဲ့သူတွေနဲ့အတူဒီလွတ်မြောက်တဲ့နေမြန်မာရှိနေတဲ့သူတွေလည်းပဲကိုတတ်နိုင်တဲ့လောက်ပို့ပေးရအောင်လို့ကျွတ်တခါပြန်မြန်မာတိုက်တွန်းချင်တယ် ပြီးနောက်တစ်ခုအနေနဲ့ကတော့အခုစစ်ရဲအခုဒီဘောမာဒီလောင်နေကြတာမျိုးရှိတယ်တခုကတော့အဖကန်ပေါ့နော်အခု BBC ကနေလည်းပြောထားတာကတော့စစ်ခွေးတွေဖကန်ကိုရောက်သွားပြီးတဲ့နောက်ပိုင်းမှာပြည်သူတွေဘလောက်ဘလောက်တေးပြီးလို့ပြောတဲ့ဥစ္စာကိုဟိုဘက်ကမှလောင်နေကြတယ်ဆိုတော့စစ်ခွေးတွေမေလ29ရက်နေ့မှာရောက်သွားပြီးတဲ့နောက်နေ့ကနေစပြီးဖကန်နားမှာရှိတဲ့ ခရန်တူလောင်ထားတဲ့နေရာတွေမှာမြေလောင်တယ်ကားတွေမြေရှို့တယ်ပြည်သူတွေတည်တယ်ဆိုတာကစစ်ခွေးတွေမေလ29ရက်နေ့မှာရောက်သွားပြီးတဲ့နောက်နေ့ကနေမှဖြစ်ပေါ်လာတဲ့ဇက်လန်းတွေဖြစ်တယ်ကျွန်တော် လူဆက်ဖြစ်လာကလေးကနေမှဒီ2025မေ26ရက်နေ့အထိဖကန်ထဲမှာရန်ကိုတောင်နေပောက်ကွဲတယ်ဆိုတာလည်းကြွားမကြားဘူးတလို့ဘက်ခိုးဒီကားတွေကိုလည်းမြှို့ရယ်ဆိုတာလည်းကြွားမကြားဘူးဘူးကုမ္ပဏီမှာရှိတဲ့အဆောင်တွေမြည်လောင်တယ်ဆိုတာလည်းလုံးဝမကြားခဲ့ဘူးဘူးเนาะခွေးတွေလာပြီးတဲ့နောက်ပိုင်းမှာမှပြည်သူတွေကိုလည်းပြစ်တတ်ကြတယ်ဒီနေ့ဂျွန်16ရက်နေ့မနက်မှာလည်းဖကန်မော်ဝမ်ကလေးဘက်မှာစစ်ခွေးတွေရောက်လာပြီးဆိုတာကြားလို့ပြည်သူတွေကအိမ်ပြေတောင်မထွက်ရဲဘူးဆိုတော့တရင်ကိုကြွားရ ရှိတယ်။ဒါကြောင့်မို့ဆက်လက်ပြီးတော့လဲမိုဝမ်ကလေးတွေမှာရှိတဲ့ပြည်သူတွေလဲစစ်ခွေးတွေရှိတဲ့အချိန်မှာလိုအပ်တာကလွဲရင်ကျန်တဲ့အချိန်မှာအပြင်မထွက်ကြဖို့ပြောချင်တယ်။ ဒီမေ29ရက်နေ့မှာဖြစ်လာတဲ့အတွက်ကြောင့်ခွေးမတက်ပဲနဲ့ဘူးတူတက်မလားအခုတို့က KIA တွေကိုညှိုးနေကြတာကျတို့ KIA တွေဆိုတာဟာလူဖြစ်တယ်เนาะဒါမျိုးလူမဆန်တဲ့ဖြစ်ရက်ကိုလောက်တာဟာခွေးအုပ်စုတစ်ခုပဲရှိတယ်ဆိုတာကိုလည်းမှတ်ထားကြပါเนาะနောက်တစ်ခုကတော့အင်ဒိုတိုက်ပွဲဖြစ်ခါနီးမှာ KIA ဒီဘက်ကနေမှအင်ဒိုလမ်းတွေကိုပိတ်ထားတယ် ဘာကြောင့်လဲဆိုခွေးတွေတိတက်မဲမြင်ချင်တဲ့ပြည်သူတွေနဲ့ရောနောတာမမြင်ချင်တဲ့အတွက်ကြောင့် KIAD ဘက်ကနေမှလမ်းပိတ်လိုက်တယ်။ဒါပေမဲ့အင်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့နှစ်ပတ်နဲ့တလကြားမှာပဲ KIAD ကနေမှလမ်းဖွင့်ပေးလိုက်ပြီ KIAD လမ်းဖွင့်ပေးလိုက်ပေမဲ့စစ်ခွေးတွေကလုံးဝလမ်းမဖွင့်ပေးဘူးလမ်းမဖွင့်ပေးတဲ့အတွက်ကြောင့်ဒီကားသမားတွေကဒီမြို့ကနေဖြတ်လို့မရဘဲနဲ့တိုးဘက်ကနေမှဖြတ်ရတယ်ဒါကြောင့်ကချင်တရင်းထဲမှာတော့၃လေးခါရှိပြီစစ်ခွေးတွေလမ်းမဖွင့်တဲ့အတွက်ကြောင့်ကားသမားတွေကတော်လန်ဘက်ကနေဖြတ်ရတဲ့အတွက်ကြောင့်နုံတွေအရန်ထူထပ်တယ်ကားသမားတွေဒုက္ခရောက်တယ်ဒါကြောင့်ကချင်ပြည်နယ်မှာကုန်စည်နှုန်းဈေးကြီးတယ်ဆိုတာကကျွန်တော်ကချင်တရင်းထဲမှာခ ဏခဏလာပြီးတာဖြစ်တယ်ဒါကိုအခုဘောမဒီကတော့ဘလိုနဲ့မနေကြတဲ့လေဆိုတော့ NUGD ကပတ်စံတန်းပေါင်းများစွာဒီနေရာကနေရချင်းတဲ့အတွက်ကြောင်းကတ္တရာလမ်းဘက်ကနေမှကာသမားတွေကိုမတွားခိုင်းပဲနဲ့ ဒီမြူရှောင်းလန်းစစ်ခွေးတွေမရှိတဲ့ဘက်ကမှရှောင်းပြီးမှသွားခိုင်းလိုက်တယ်။ပြီးတော့ရှုနစ်တဲ့ကားတွေကိုလည်းသူတို့ကဆွဲတယ်ဆွဲတဲ့အခါမှာပက်ဆက်ရတယ်။တရက်သေးသွားမယ့်နေရာကိုလည်း၃၄ရက်အနေနဲ့ထားတယ်။အဲ့မှာဟိုတယ်တွေဖွင့်နေသမင်းစားဆိုင်တွေကိုဖွင့်နေပြည်သာခန်းတွေလည်းဖွင့်နေလို့ပြောတယ်။ဆိုတော့အဲ့ပြည်သာခန်းမှာတော့အခုဘောမတွေရဲ့မိမတွေတာသမီးတွေအမေတွေကအဲ့မှာပြည်သာခန်းတွေကိုတွားတဲ့အတွက်ကြောင့်သူတို့ကတော့အတိအကျပြောနိုင်တယ်။နော်ကျွတ်တို့ကတော့မရှိဘူးလို့ထင်တယ်။ ကျတော့ကတော့မသွားဘူးတရင်ရပဲတည်တဲ့အတွက်ကြောင့်မရှိဘူးလို့ပဲထင်တယ်ဒါပေမဲ့အခုဘောမတွေရဲ့မိသားစုလိုက်မိသားစုလိုက်ပြည်တစားခမ်းမှာအလုပ်သွားလုပ်တယ်ဆိုတော့သူတို့ကတော့ပိုတည်သွားတယ်နော် အခုဒါကိုလည်း NGD နဲ့ PDF တွေကနေမှလုံစားနေကြတယ်ဒါကိုအခုစစ်ခွေးတွေဘက်ကနေမှထိန်းချုပ်ပေးပါဆိုပြီးမှဟိုဘက်ကနေလောင်းနေကြတယ် NGD ကနေမှပက်ဆံရတယ်ပြည်သူတွေရတာမဟုတ်ဘူးလို့ပြောတယ်ဒါမျိုးမရစေချင်ဘူးဆိုလို့ရှိရင်နင်တို့ဒီလမ်းကိုဖွင့်ပေးလိုက်နင်တို့ပိတ်ပေးလိုက်လို့ကားသမားတွေကတောဘက်ကနေသွားရတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်တယ်နော်ဒါက NGD နဲ့မဆိုင်ဘူး PDF တွေနဲ့လည်းမဆိုင်ဘူး KIA တွေအင်းတို့လမ်းကိုဖွင့်လိုက်တာဟာကြားလာပြီး နော်မလောင်သင့်မဲနဲ့မလောင်ကြပါနဲ့လို့ပဲကြွအဓိကနဲ့ပြောချင်တယ်နော်ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ CRPH ကနေမှဒီ NaN CDM တွေကနိုင်ငံတော်ပုံကမှုအပါဝင်ပုံမှန်များစွာနဲ့တရားဆွဲဆိုနိုင်ဖို့ရတဲ့ဥပဒေကိုပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ် CRPH ကနေမှပြဋ္ဌာန်းနေဆိုတဲ့အုပ်ဆောင်ထွက်လာတဲ့အတွက်ကြောင့်ဟိုဘက်ကမှကလောင်နေကြတာဆိုတော့ဒီနေ့ကျမတို့တော်တော်ရေးရီချင်းမှလည်းအမြင်တွေမတူကြပါဘူးကျမကနေတော့ အမြင်တူချင်းမတူချင်းကိုကြွားမပြောလိုပါဘူးဆိုတော့အကြွပြောချင်တာကတော့ဒီနေ့ NaN CDMD ဟာမင်း online ရဲ့ထိုင်ခုံခိုင်မြဲဖို့ရာအတွက်ဒီနေ့ကျွန်တော်တော်လာရေးကြားရှင်းအောင်လုပ်တာလေဒီ NaN CDMD ဖြစ်တယ်တကယ်လို့ဒါ NaN CDMD က CDM လောက်သွားမယ်ဆိုလို့ရှိရင် စစ်ခွေးရဲ့ရန်တရားဟာရက်သွားမှာဖြစ်ပြီးတော်လာရဲလဲကြာရှည်သွားမှာမဟုတ်ဘူးမင်းအွန်လိုင်းတံမရပဲဖြစ်ခြင်းဖြစ်ခြင်းကားချုပ်ပဲဖြစ်ခြင်းဖြစ်ခြင်းဘာပဲဖြစ်ခြင်းဖြစ်ခြင်း သူ့အောက်မှာတပည့်ဆိုတာမရှိဘူးဆိုလို့ရှိရင်ဘယ်တော့မှတမဒတဲ့ဖြစ်လာမှာမဟုတ်တလို့ကာချုပ်ဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးဒါပေမဲ့သူ့ကိုဘူမိုးချုပ်ကြီးဆိုပြီးမှပြောမဲ့သူရှိတဲ့အတွက်ကြောင့်သူဟာဘူမိုးချုပ်ဖြစ်တာဖြစ်တယ်တကယ်လို့ဒါပြောမဲ့သူမရှိရင်သူဟာလမ်းဘဲကခွေးလေခွေးလွင်တာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်နော်ခွေးစစ်တပ်တွေပြည်သူလူထုတွေကိုနစ်ဆက်ဖို့ရာအတွက်လှုပ်တာဟာအဓိကတရေခန့်တွေဟာ non CDM တွေဖြစ်တယ်လို့ပြောချင်တယ်ဆိုတော့အခုခွေးတွေကတော့မဲတယ် ဲ့ CR PhD ရဲ့ယုံခန်းကဘယ်မှာလဲလို့ပြောတာယုံခန်းကကျတော့ပြဆရာမလို့ဘူးယုံခန်းမလို့ဘူးကဘာကုလသမကကနေလေရူဟင်ဂျာဒီအိမ်ပြန်ဖို့အရေးကိုအာရခတတော်ဒီနဲ့အတူပါဝင်တင်ပါဝင်ထိုက်တဲ့တူဒီလို့ပြောတဲ့အခါမှာလဲသူတို့လောင်ကျွမ်းနေအခုလက်ရှိအုပ်ချုပ်နေတဲ့အစိုးရဒီကနေမှတပုံလို့တတ်မှတ်ထားတဲ့လူဒီနဲ့သူတို့ကဆက်ဆံနေဆိုပြီးမှလဲလောင်ကျွမ်းခဲ့တယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဝန်ကြီးကနေမှ AAD နဲ့ဆက်ဆံမှာပဲလို့ပြောတဲ့အခါမှာလည်းသူတို့လောင်ကျွမ်းခဲ့တဲ့အတွက်ကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရကိုစာပို့ခဲ့တဲ့စာပို့ခဲ့တဲ့အကျိုးဟာတန်အမတ်ကြီးတွေနှုတ်ထွက်သွားခဲ့တယ်နော်အဲ့လိုအထိဆိုးလာခဲ့တယ်။ဒါကြောင့်ဒီနေ့စစ်ခွေးဒီဘောမဒီဘက်ကနေတော့ဘာပဲလှုပ်လှုပ်လောင်တာကြီးပဲသူတို့အတွက်မပူပင်တဲ့အရာဘာမှမရှိဘူး အခုဒီညီနောင်သုံးဖော်ကနေမှလဲဒီတရ9မိုင်ဘက်မှာအကောက်ခွန်ကောက်မဲလို့ပြောတဲ့ခါမှာလဲဒီနတ်ဆက်ကအစိုးရဒီကနေမှတပုံလို့တတ်မှတ်ထားတဲ့သူဒီကိုဒီလိုမျိုးတရဝန်ဂိတ်ကျဲကောက်မဲလို့ပြောတဲ့ဥစ္စာကိုဒီလိုကြည့်ထားမလားလို့ပြောတာမကြည့်ထားလို့မရဘူးလေ ဒါကတရုတ်ဒီရဲ့ policy ဖြစ်တယ်။တတိရှိလို့ရှင်ဘုံသွားကျေးလိုက်လေ။နင်တို့ဒီနဲ့ဘုံကျေးရင်ဒီနဲ့နင်တို့ဘဝပြတ်ပြီလို့တာမှန်။ဒါရီအားလုံးဟာတရုတ်ဒီရဲ့နီးပြူဟာဖြစ်တယ်ဆိုတာကိုလည်းနင်တို့ခွေးတွေမှတ်ထားကြ။အခုနင်တို့ဘာမှစွာလို့မရဘူး။နင်တို့ဘာလုံနိုင်တယ်လဲ။ MNDAA အဒီလုံတဲ့ကိစ္စအားလုံးဟာတရုတ်မသိတဲ့အရာဘာမှမရှိဘူး။တော့ဒါကြောင့်ဒီနေ့နင်တို့မမြင်ရတဲ့လေလိုင်းကနေမှလှုပ်ဆောင်တဲ့သူတွေနင်တို့တပုံလို့တတ်မှတ်ထားတဲ့သူတွေ မြန်မာနိုင်ငံကိုအုပ်ချုပ်နေတယ်ဆိုတော့ကိုလည်းမမေ့ကြပါနဲ့ယုံခန့်တွေကိုရှာမနေနဲ့နင်းတို့လိုမျိုးယုံခန့်တွေရှိပေမဲ့လည်းတခိုးလိုဂျဘိုးလိုမနေဘူးငရုကယုံခန့်မထနိုင်သေးဘူးယုံခန့်ထလို့ရှိရင်ပြည်သူတွေဒုက္ခရောက်တယ်ဒါကြောင့်မြို့တော်မှာကျတော့ကမြို့သိမ့်တိုက်ပွဲမှာမကျင်းပတော့တာနော် မြို့သိမ့်တိုက်ပွဲလဲကျင်းပလိုက်ပါတယ်ပြည်သူတွေဒုက္ခရောက်သလားမမဲနဲ့အဲ့နဲ့ကျတော့ပြူဟာတယ်အကုန်ချင်းသွားပြီဒါကြောင့်ကျတော့ဒီ CRPHD ရဲ့ယုံခန့်တွေ NUG ယုံခန့်တွေရှာမနေနဲ့မရှိဘူး လုံးဝမရှိဘူးเนาะယုံခံသားမှာရန်တရားတစ်ခုကလေပတ်နေတာမဟုတ်ပါဘူး AAD ရဲ့ဌာနလည်းမရှိဘူး AAD ရဲ့စခန်းလည်းမရှိဘူးစခန်းမရှိပေမဲ့အခုနင်တို့စခန်းပြောင်းနေပြီဆိုတာနင်တို့သိတယ်เนาะ AAD နဲ့တစ်ဆက်သေးကျမပြောချင်တယ်လေဆိုတော့အခုကြောက်ဖြူမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်အခုတတ်မှတ်ကိုကိုနဲ့ အဲတမတ်တစ်တစ်ကနေ40ကျော်ကအာခတတော်ရှိမှာအလင်းဝင်လာတယ်။တရားကျော်ကတော့ခွေးတွေဝတ်တွေတည်သွားတယ်လို့သိရတယ်။ဆိုတော့ဒီကြောက်ဖြူလဲမကြခင်မှာအာဆော့ဖြစ်တော့မှာဖြစ်တဲ့စစ်ခွေးတွေကတော့နေရတကမှာအလင်းဝင်လာတယ်။ဒါကြောင့်မို့ပဲမနေ့ကဂျွန်15ရက်နေ့ဆိုလို့ရှင် ခွေးအကောင်နေတာမဟုတ်ဘူးနော်။တရားနဲ့16ကောင်တည်တယ်။အလင်းဝင်လာတာက ရခိုင်ပြည်မှာအယောက်40 စကိုင်းမှာနေရောက်မကွေးမှာတယောက်အလုံး40နဲ့မှ3ယောက်ကအလင်းဝင်လာတယ်တေတဲ့ခွေးမသားကတော့116កောင်တေသွားတယ်တရက်သေးမှာเนาะမနေ့ကတရက်သေးမှာအဲ့လောက်တေသွားတယ်ဒါတောင်မှတချို့ဆိုလို့ရှိရင်စည်ရင်မဝင်သွားတဲ့သူတွေရှိသေးတယ် ဆိုတော့အခုဒီရှမ်းမြောက်နဲ့ပြောရင်းနဲ့တခါလဲဗာပြောချင်လဲဆိုတော့လွန်ခဲ့တဲ့၃ရက်လောက်တုန်းက TNLD က SSPPD ရဲ့စခန်းသုံးခုကိုရွှေ့ခိုင်းတယ်လို့ပြောတယ်။အဲရွှေ့ခိုင်းတဲ့ဥစ္စာကို SSPPD ကလည်းမရွှေ့ဘူး။မရွှေ့တဲ့အတွက်ကြောင့်မနေ့က15ရက်နေ့တုန်းကတော့ TNLD ကစစ်ကြောင်း၃ကြောင်းတွေနဲ့ SSPPD ကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာ TNLD စစ်တပ်၅ရောက်တေသွားတယ်။သူတို့ရဲ့စစ်ကြောင်းကတော့ပြန်မဆုတ်သွားတယ်လို့ သိရတယ်ဆိုတော့ရှမ်းမြောက်ကတော့လည်းတပုတ်ဦးလိုကြီးဖြစ်နေတယ်เนาะသူတို့ကအရန်တော်တယ်လို့ပြောတယ်အခုကျမနဘေးနားမှာတင်ထားတယ်ဒါကတော့ဒီဝါရာစုကျတော့ကချင်ပြည်နယ်ဒီဝါရာစုပြည်သူစစ်တွေရေးထားတယ်ဘလောက်အထိတော်တယ်လဲဆိုရမ်ဘူတောင်မှာရှုံးပေးရတယ် KIAD ဘက်ကနေမှတလန်ဆိုပြီးမှဖမ်းဆီးထားတဲ့ပြည်သူ12ယောက်နဲ့တဲ့ KIA PDF တယောက်သူတို့ကဒီထောင်ကနေမှခိုးထွက်သွားတယ် လမ်းမှာရှိတဲ့ KIA စစ်သားတွေကိုရွရွချွန်ချွန်တိုက်ခိုက်ပြီးတော့သူတို့ရဲ့ပြည်သူစစ်တပ်ကိုရောက်ရှိလာခဲ့တယ်လို့ပြောတယ်ဆိုတော့၁၂ယောက်ကပြည်သူเนาะ KIA PDF ရဲ့ဘော်ကတယောက်အဲ့တယောက်ကတလန်းလုံးမှာရှိတဲ့ KIA စခန်းတွေကိုရွရွချွန်ချွန်တိုက်ပြီးမှ PDF စီမှာရောက်လာတယ်တဲ့နင်တို့အဲ့လောက်ကြီးတိုးတယ်ဆိုလို့ရှိရင်ဘာကြောင့်စစ်ရှုံးတယ်လဲဟဲ့ အခုတရက်ထဲမှာပဲ116ကောင်းကတေးသွားတယ်ပြီးတော့53ယောက်ကနေမှအလင်းဝင်လာတယ်ဆိုတော့ဒီလိုမျိုးခွေးတွေကတရက်ပြည့်တရက်တေးလာတဲ့အခါမှာအခုခွေးမိသားစုတွေကတော့လင်ယောက်ျားတွေကိုစိတ်ပူကြတယ်ဒါကြောင့်စစ်ခွေးရဲ့မိမတယောက်ကဗာပြောလဲကျတို့ဗီဒီယိုတူတူလေးကိုနားထောင်ကြည့်ရအောင်နော်ဘာဘာမရောက်နိုင်ရှင်ညီမအဖအိုတောင်းဆိုစရာရှိပါတယ်ညီမတို့စစ်သားတွေအသက်ကြီးတဲ့လူတွေလည်းရှိသလို ကျမရေးမကောင်းမဲနဲ့အသက်ကြီးနေတဲ့လူတွေလည်းရှိပါတယ်ဗျာအဲ့လိုဖြစ်တယ်ဖြစ်တဲ့လူလေးတွေကိုထွက်ခွင့်ပေးပေးပါလို့ကျမမေတ္တာရက်ခံပါတယ်ရှင်ကျမမျိုးသားဆိုလည်းစိတ်စဉ်ကျမရေးမကောင်းပါဘူးရှင်အဲ့ကြောင့်ကျမတို့လည်းထွက်ခွင့်ပါတယ်ရှင်ကျန်တဲ့လူတွေဆိုရင်လည်းအသက်တရာကြီးခေါင်းလေးတွေရန်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 ခါးလေးတွေကိုင်း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 နဲ့တွားနေကြတဲ့လူတွေရှိပါတယ်အဖရှင်မသေးခင် မကွယ်ခင်မပြောက်ခင်လေးကိုမိသားစုလေးတွေနဲ့အရက်လောကလေးမှာ ပျော်ရွှင်စွာမြေထိုင်လုတ်ကင်စားခြင်းမာတယ်ရှင်။အရာလေးကိုနားလဲခွင့်ပြုပေးစေခြင်းမာတယ်ရှင်။ဒီမှာတောင်းဆိုတယ်ဆိုတာကိုယ်နိုင်ငံတော်မချစ်လို့မဟုတ်ပါဘူး။ကိုယ်တက်မတော်ကြီးကိုချစ်ပါတယ်လေးသားမြတ်လို့ပါတယ်ရှင်။ဒီမှာတောင်းဆိုတာဟာမသေးခင်လေးမှာအရက်လောကလေးမှာကိုမိသားစုလေးတွေပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကိုအိုးကိုအိမ်လေးနဲ့နေကျင်ကြတဲ့လူတွေအများကြီးရှိတဲ့အတွက်ကြောင့်ဒီမှာကိုနှိုက်ပါအဲ့ဒီလိုနေကျင်လို့တောင်းဆိုပါခြင်းဖြစ်ပါတယ်အဖရှင်။ အဲ့ဒီအတွက်ကြောင့်အသက်ကကြီး တချို့ကကြတော့ရမရေးကြောင့်ပိန်ချုံးနေတိတ်မသွားနိုင်တော့တိတ်မလာနိုင်တော့အဲ့လိုလူတွေရှိပါတယ်ရှင်အဲ့ဒီအတွက်ကြောင့်ဒီအသက်ကြီးနေတဲ့စစ်တီတွေကျမ်းမာရေးမကောင်းတဲ့စစ်တီတွေဘက်ကိုတစ်ချက်လောက်လှည့်ကြည့်ပေးပါလို့ဘာလို့ကျမမြင်တာရက်ခဏပါရှင်ကျမရှားရှည်တာအားထောင်တယ်လို့မထင်မဲနဲ့တို့ရဲ့ရင်ထဲကခံစားချက်ကလေးတွေတောင်းဆိုတာပါလားဆိုပြီး နားလေပေးပါလို့ဒီမှာမေတ္တာရက်ခံတောက်ဆိုပါတယ်ဘာသာအဲ့လိုအကူညီပေးမယ်ဆိုလို့ရှိရင်အသက်ကြီးနေတဲ့လူတွေရဲ့ကျမ်းမာရေးမကောင်းတဲ့ယောဂါတွေရဲ့အင်္ဂါမစုံတော့တဲ့စစ်တီတွေရဲ့ဟာတိုင်းနဲ့အလွန်ပျော်မွေ့နေကြမှာပါဘာရှင်အဘကိုလည်းကျေသူတင်လို့မဆုံးနိုင်ပါဘူးဘာရှင်အဲ့ဒီအတွက်ကြောင့်ဒီအသက်ကြီးတဲ့လူတွေယောဂါတွေအင်္ဂါမစုံတော့တဲ့သူတွေကို အပြင်မှာလောက်ကိုင်းစားခွင့်လေးပြုပေးပါ မိသားစုလေးတွေမတည်ခင်မကွယ်ခင်မပြောက်ခင်လေးမှာပြောက်ရွှင်စွာနဲ့တစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်ညီလိုက်ရပြီဆိုရင်တော့ဒီမိသားစုလေးတွေရမ်းပျော်မှာပါဗျာချင်းအဲ့ဒီအတွက်ကြောင့်ဗာမင်းအောင်နိုင်ဒီမှာမေတ္တာရက်ခံတာပါဒီမှာရှာရှည်တာမဟုတ်ပါဘူးအဲ့ဒါလေးတစ်ချက်လောက်ကူညီပေးပါလို့ဒီမှာတောင်းဆိုမေတ္တာရက်ခံပါတယ် ဒါကတော့အခွင့်ကျဖို့ကိုတောင်းဆိုတဲ့အရာပေါ့နော်အခုတို့ကတော့မသေးခင်တို့သေးမယ်ဆိုတော့လည်းတည်တယ်ဒါပေမဲ့မသေးခင်တစ်နှစ်နှစ်နှစ်လောက်တော့အတူတူနေချင်တယ်ပေါ့နော်ဒါလည်းသိမှန်တာပဲဒါပေမဲ့ခွေးတွေက နားမလဲဘူးဒါတွေကိုအခုတို့ကတော့နော်ပြည်သူတွေနဲ့ဆက်ဆံတာတွေရှိတယ်ပြီးတော့အခုတို့တွေ့တာကတို့နဲ့အတူတူနေတဲ့သူတွေကတို့ယောက်ျားတွေတွားပြီးပြန်လာတာတွေမရှိဘူးစစ်တပ်ထဲမှာလည်း တွားပြီးပြန်မလာဘူးအမြဲတမ်းလူကယွယွလာနေတာကိုတွေ့ရတဲ့အတွက်ကြောင့်သူတို့ကတော့မတည်ခင်တည်းတော့သူတို့မိသားစုနဲ့အတူတူနေချင်တယ်ဆိုတဲ့အကြောင်းကိုသူပြောသွားတယ်ပြီးတော့နောက်တစ်ခုကသူပြောသွားတဲ့စကားကိုနားထောင်ကြည့်တဲ့အခါမှာသူ့ယောက်ျားကအသက်ကြီးနေပြီဆိုတဲ့အကြောင်းလည်းသိတယ်ဘာကြောင့်လဲဆိုတော့ခါးတွေကုန်းကုန်းကြိုင်ကြိုင်နဲ့တိုက်နေတဲ့သူတွေကိုအိမ်ပြန်ခွင့်ပေးပါဆိုပြီးမှခွေးချဖို့ကိုပြောဆိုနေတာဖြစ်တယ်လူနာနဲ့ကြားသူတို့သူတို့ကြားမှာမဟုတ်ဘူး စစ်ခွေးတွေဘက်မှာရက်တယ်ဆိုလို့ရှင်တော့ထွက်လာမရှိဘူးဆိုတော့လဲသူတို့သိတယ်เนาะဒါကြောင့်ဒီလိုမျိုးလောင်ကျွမ်းနေကြတာအခုဒီအလေးဝလာတဲ့စစ်သားမာရောဖမ်းရတဲ့တုံ့ပန်းနေမာရောအသက်60ကျော်တွေလည်းအများကြီးရှိတယ်မထမ်းချင်ပဲနဲ့ထမ်းနေရတဲ့သူတို့ရဲ့ဘဝဖြစ်တယ်ဒီဥစ္စာကိုမင်းအောင်နိုင်လဲကြားပါစေပေါ့နော်ဒါကြောင့်တင်ပေးလိုက်တာပြည်သူတွေအားလုံးကြားမှာပြည့်ရှိကြပါစေ